15မိနစ်နဲ့ကပ္ပကြီးဆုံးစင်ကိုဘယ်လိုခိုးယူခဲ့တာလဲအခုမြင်နေရတဲ့လူတွေကတော့15မိနစ်အတွင်းကပ္ပကြီးဆုံးစင်ကိုအေးဆေးဆေးခိုးခဲ့ပါတယ်သူတို့ကတုံ့လုံးမှုမရှိဘဲကပ္ပကြီးဆုံးအိန္ဒိယစင်ကြီးပါဝင်အရှမ်းဖိုးတန်တဲ့စင်ပေါင်း20ကျော်ကိုလည်းခိုးယူခဲ့ပါတယ်အမခန်တမ်းမှုဒေါ်လာတန်းချီပြီးအကောင်းဆုံးလုံခြုံရေးစနစ်တွင်နေအဆောင်လျှောက်တဲ့အောက်မှာရှိနေတဲ့စိန်တလုံးကိုခွေယူဖို့အတွက်ဘယ်လိုမျိုးနှီးလန်းနေလိုအပ်မလဲ လုံခြုံရေးကင်မရာတွေကိုရှောင်ပြီးအဆင်စင်ကြော်ဖြတ်မလားဒါမှမဟုတ်တောကလောက်စနစ်တွေပေါ်ကျွမ်းကျင်မှုရှိရမယ်အလုံမျိုးလားဒီနေ့မှာတော့အဲ့ဒါတွေဘာတစ်ခုမှမလိုအပ်ပဲအလွယ်ဆုံးနည်းလမ်းနဲ့ခုံယူသွားခဲ့တဲ့ရာစုနှစ်ရဲ့ခိုးမှုဇလံကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီမှုကခုံးမှုလောကမှာရာဇဝင်တစ်ခုဖြစ်ခဲ့တဲ့လို့လုံခြုံရေးကျွမ်းကျင်သူတွေကိုလည်းခေါင်းခဲစေခဲ့ပါတယ်။ ဒီဖြစ်ဖြစ်ချင်းရင်ဆောင်ကတော့ The Star of India လို့မြင်ရတဲ့ကမ္ဘာကြီးဆုံးစိန်တစ်လုံးပဲဖြစ်ပါတယ်။ဒီစိန်ဟာဆက်ရှင်ရာစုခဲကတမိုင်းဝင်တမ်မူကြီးကျောင်းမြတ်တစ်ခုဖြစ်ရည်တည်ခဲ့ပြီးအလေးချိန်ကလည်း963ဒသမ35ကာရက်ရှိပါတယ်။အဲဒါဟာဘေ့စ်ဘောလုံးတစ်လုံးရွှင်လောင်းရှိပြီးတမ်မူကတော့ဒေါ်လာတန်းချီပါတယ်။ဒီစိန်ဟာ1909ခုနှစ်အချိန်ကစပြီးနယူးယောက်မြို့ရှိ American Museum of Natural History မှာခင်းကျင်းပြသထားခဲ့ပါတယ်။ ပြားရရဲ့တာဝန်ရှိသူတွေဟာတီဆိုင်ရဲ့လုံခြုံရေးကိုအလွန်တင်းကျပ်စွာထားရှိခဲ့ပါတယ်။အဲဒီမှာထူထက်တဲ့မှန်နေအလိုလျောက်ချက်ပေးစနစ်တွေနဲ့အစင်းမြေကင်မရာတွေကိုတက်ဆင်ထားပါတယ်။အထူးသဖြင့်မိပြတ်သွားခဲ့ရင်တော့စိန်ထည့်ထားတဲ့မှန်ပြီးတော့ဟာအလိုလျောက်တော့ပိတ်သွားအောင်စီစဉ်ထားပါသေးတယ်။ဒီလိုမျိုးလုံခြုံရေးစီမံနေတဲ့ဆုံဘယ်သူမှခိုးယူနိုင်မှာမဟုတ်ဘူးလို့လူတိုင်းကယုံကြည်ခဲ့ကြပါတယ်။ 1964ခုနှစ်အောက်တိုဘာလ29ရက်နေ့ညမှာပြတိုင်းမှာမမျှော်လင့်မိလျှက်စစ်မီပြတ်ထမှုတစ်ခုဖြစ်ခဲ့ပါတယ်။ခိုးယူသူတွေဖြစ်တဲ့ Jack Maff the South Mafia လို့လူသိများတဲ့ခိုးယူသူနဲ့သူ့ရဲ့အဖွဲ့သားနှုန်းဟာဒီလိုချင်းတွေကိုချုပ်တင်ဆောင်ဆိုင်နေကြတာပါ။သူတို့ဟာပြရရဲ့နောက်ဖက်မှာရှိတဲ့အစ်တက်ဆင်ထားတဲ့လင်းဝင်လေးထွက်ပြတင်းပေါက်ကနေအတားလေးဝင်ရောက်လာခဲ့ပါတယ်။ ဒီကုမှုရဲ့အာအသင်စရာအကောင်းဆုံးချက်ကတော့စိန်ထက်တာနဲ့မှတ်ပြီးတော့ဟာအပေါ်ကနေတော့ခံမထားခဲ့ပါဘူးအဓိကလုံးချုပ်ရင်းချွင်းရင်းချက်ဖြစ်ပါတယ်မိပြတ်သွားတဲ့အခါဘီရိုအောက်ခြေမှာရှိတဲ့အလိုလျောက်တော့ခက်စနစ်ကလုံးလုံးပြီးမယ်အပေါ်ပုံးမှန်ပြားကိုတော့လုံးဝတော့ခက်ထားခဲ့ခြင်းမရှိပါဘူးခိုးယူသူတွေဟာဒီချက်ကိုသေးစိတ်လေးလာသိရှိထားတာကြောင့်အပေါ်ပုံးကိုတာလီမတင်လိုက်ရုံနဲ့စိန်ကိုလွယ်တကူယူဆောင်နိုင်ခဲ့ပါတယ်ဒီခိုးယူမှုတစ်ခုလုံးဟာ15မိနစ်တောင်မကြာခဲ့ပါဘူး The Star of India ဆိုင်အပြင် The Long Star Ruby ပါဝင်အခြားတန်မိုးကြီးကြောင်းမြတ်ရတနာ22လုံးမှခိုးယူသွားခဲ့ပါတယ်။ဒီကုမှုဟာကဘာတစ်ခုလုံးကိုတုံ့လုံစေခဲ့ပြီးလုံချုံကြီးစနစ်ရဲ့ခြုံရင်းချက်ကိုထင်းထင်းရှားရှားပြသခဲ့ပါတယ်။အန်အောင်ဆောင်ကောင်းဆောင်ကတော့စုံစမ်းစစ်ဆေးမှုတွေအများကြီးလုပ်ခဲ့ရပြီးနောက်မှာတော့ရဲတွေဟာဒီကုယူသူတွေကို အလွယ်တကူဖမ်းဆီးနိုင်ခဲ့ပါတယ်။ ခုံမှုဖြစ်ပြီးရန်နေငယ်ကြမှာပင်ရဲနေဟာမာဖီနဲ့သူ့ဖွဲ့ကိုဖမ်းဆီးနိုင်ခဲ့ပြီးတက်စတာော့ဖ်အိန္ဒိယပါဝင်ချောင်းမြများစုကမီယာမီကဘတ်စကားဂိတ်တခုရဲ့တောကလောက်ခတ်ထားတဲ့တစ်တာထဲမှာဖွက်ထားခဲ့တာကိုပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒါပေမဲ့တလောင်းစတာရူဘီလိုမျိုးချောင်းမြတချို့ကတော့ပြန်မရခဲ့ပါဘူး။ဒီဇလန်ကနေပြီးတဲ့သင်ခန်းစာတခုရှိခဲ့ပါတယ်။ အစင်းမြင့်နီးပညာရေးဆင့်ဆင့်လုံခြုံရေးစနစ်တွေဘလောက်ပဲကောင်းနေပါစေလူသားတွေရဲ့ပေါ်ဆမှုတစ်ခုကနေအလုံးကိုဖြည့်ဆည်းပြနိုင်နေဆိုတဲ့သင်ခန်းစာပါပဲလုံခြုံရေးစရာစနစ်ပေါ်မှာသာမကစနစ်ကိုစီမံခန့်ခွဲတဲ့လူတွေရဲ့ပေါ်ဆမှုမရှိတဲ့ပုံမှာလည်းအများကြီးမှုတည်တဲ့ဆိုတော့တီခိုးမှုကနေသိရှိနိုင်ပါတယ်ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုဆက်လက်ပြီးကြည့်ရှုနေနေဆိုရင်တော့ကျမတို့ရဲ့ Zotan Sharing Channel လေးကို Like and Follow လေးလုပ်ပေးကြပါဦးနော်